အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်ဟာကတော့ register မှာကျွန်တော် verify email account လေးထည့်ထားတာလေးကိုကျွန်တော်တို့ရှင်းပြပါမယ်အရင်ဆုံးကျွန်တော်တို့ demo page ဆိုပြီးတော့နှစ်ခုရှိပါတယ် demo တွေကိုဝင်လိုက်ပါကျွန်တော်တို့ user name ကိုကျွန်တော်ရိုက်ထည့်ပါ user name မှာကိုယ်နာမည်ကိုကြိုက်တာပေးလို့ရပါတယ်ကျွန်တော်က AC ဖြစ်တဲ့တော့ AC ပဲပေးလိုက်ပါတယ် โอเคကျွန်တော်ဒီနေရာလေးမှာ Gmail ထည့်ပေးရပါမယ်မိမိအသုံးပြုတဲ့ Gmail ကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုယ်ပိုင် Gmail ကိုထည့်လိုက်ပါတယ်ပြီးရင်ကျွန်တော် password ရိုက်ထည့်ပါတယ်ပြီးရင်အောက်ကသူမေးတဲ့ question ဘာညာတရကကျွန်တော်ဖြေပေးလိုက်ပါမယ်โอเคပြီးရင် create account လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်အားလုံးပြီးသွားပါပြီ ။ဟုတ်ကဲ့ကျွန်တော် create account လေးကိုပြီးသွားပြီဆိုရင်ကျွန်တော်အရင်ဆုံးကျွန်တော်ကဝင်ကြည့်လိုက်မယ်ပေါ့နော်။ကျွန်တော် account နဲ့ဝင်လို့ရလား။ဟုတ်ကဲ့သူကဝင်ခွင့်မပေးတော့ပါဘူး။အရင်လို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် Gmail ထဲမှာသွားပြီးတော့ verify တက်လုပ်ပေးရမှာဖြစ်ပါလေ။ကျွန်တော်ဟိုမှာ Gmail ထဲမှာကျွန်တော်ဟိုမှာ site ကပို့ပို့ထားတဲ့ Gmail တစ်ခုရောင်းနေပါပြီ။အဲဒီထဲမှာကျွန်တော် verify account လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် register လုပ်တာပြီးမြောက်ပြီဆိုတဲ့အကြောင်းလေးကိုသူစာတမ်းလေးနဲ့ရေးပေးပါတယ်ဒီပြထားတဲ့ဟာကိုအမှလောင်းရင်ကျွန်တော်တို့တွားလိုက်ပါမယ် ိမ်မှာကျွန်တော်တို့ဆွမ်းအရဂျစ်စတာလုပ်ခဲ့တဲ့အတိုင်းကျွန်တော်လုပ်လိုက်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့အတီးပြူမေးနဲ့ကျွန်တော်တို့ရဂျစ်စတာဒီမိုအကောင့်9ရက်ဆိုတာလေးကိုလောက်တာအောင်မြင်ရပါပြီအဲ့ဒီမှာ SPA တက္ကသိုလ်ပြပပေးတဲ့အတွက်ကြောင့်မိမိဘယ်နေ့မှတက်တန်းကုန်မယ်ဆိုတာအစားကျွန်တော်ကြည့်လို့ရပါတယ်ဟုတ်ပြီကျွန်တော် VPN key generator မှာကျွန်တော် key ထုတ်ပါမယ်โอเคအဲ့မှာ share socket ရဲ့ပြီးရင် Starlink ရဲ့ဆိုပြီးတော့ကျွန်တော်နှစ်ခုထုတ်ခွင့်ရှိပါတယ်ကျွန်တော်တို့အရင်မှာကျွန်တော် UU VPN ပဲသုံးမဲ့ဖြစ်တဲ့အတွက်ကြောင့် Share Socket ကိုကျွန်တော်သုံးလိုက်ပါမယ်နိုင်လိုက်တဲ့အခါမှာကျွန်တော် key ထုတ်ပေးပါပြီ key ထုတ်ပေးတဲ့ဟာကိုကျွန်တော် copy ခုပြီးတော့ header file နဲ့မှာသွားပြီးတော့ကျွန်တော်တို့သွားထည့်ပါမယ် okay အဲ့ဒါဆိုကျွန်တော်တို့ video vpn key တခုကြာပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကိုပိတ်ပင်ထားတဲ့ Facebook ဘာညာတွေကိုကျွန်တော်ကြောခွတ်သွင်းလို့ရပါပြီကျွန်တော် IP စစ်ကြည့်လိုက်ပါ